ကျေးဇူးတော်ရှင်တိပိဋကရောဆရာတော်ကြီးနေတိုင်းစင်ခြင်းသေးဖို့ပြင်တိပိဋကဓမ္မလက်ဆောင်129စာအုပ်မှမေဇိမာနိကေဥပရိပဏာတပါဠိတော်ဗတ္တိကရတ္တတုတ်တံကိုခြေခံ၍ခါရာတော်မြတ်အားကိုစီကုံရေးသားပူဇော်ထားသည့်နေတိုင်းစင်ခြင်းသေးဖို့ပြင်ဆိုတဲ့ခေါင်းစဉ်လေးဖြင့်မျှဝေပူဇော်ပေးမှဖြစ်ပါတယ် နေတိုင်းစင်ခြင်းသေဖို့ပြင်တဲ့ပစ္စုပန်နေစယောဓမ္မံတထတထဝိပတတိအတံဟိရံအတံဂုပံတံဝိဓာမနုပြုဟေဣဇေဝကိစ္စမာတပံကောဇင်ညာမရဏံသူဝေနာဟိနောသင်္ကရံဒီနာမာဒီနီနာမိစုနာ ပိစုပန္တာရောက်စေမမှန်စွာဘုဒ္ဒံဆုံးပြုလို့စေတာအလုံးမှမှန်စွာရည်ကြီးဆုံးရောက်စေလို့စေတရီဆွဲအမြဲတွန်အောင်ဉာဏ်ကိုယ်တုံမတုံမီပါတနာဒိဋ္ဌိဆွဲသွားပြီးအတိနာ၍အနစ်ရှုံအချိန်ကိုထိန်အပူငိမ့်တကင်းရအောင် အကြိုက်ဆုံး အချိန်ကိုထိန်အပူငိမ့်တက်တွက်ကိရလက်အကိုက်ဆုံးကိုမာဖြစ်ပြီးဖြစ်တိုင်းသည့်တတိပညာအမြဲသောဒနာဒိဋ္ဌိမစွဲမိအောင်မဖြတ်အောင်မြင့်ခောင်းတတိပညာသောဝိပဒနာတို့ဘုရားထက်ကထက်ကဆွဲကိုသောဝိပဒနာမြင်သောအခါတိရာသူကကိုကိုရှုံး မိမိခန္ဓာယုံနံသာရှိရာမြင်အောင်ကြည်ယောဝေရဏအတင်ညာတင်္ခါရဝိညာဏ၅ဝခန္ဓာကိုမှရှိပုဂ္ဂိုလ်တတဝါမရှိပါခန္ဓာမြင်အောင်ဉာဏ်ဖြင့်ကြည်အကြောင်းကြောင့်သာကိုယ်ခန္ဓာမှန်စွာဖြစ်လာ၏ရှိတော်ကားလေဒီနည်းပဲနောင်လဲနီးတူသည်အပေါင်းကာလအစင်းမြခနာခွဲ၍ရှူပွားကြည့် နေတိုင်းရှင်ချင်းသေးဖို့ပြင်စွန့်ရင်လူမာပြီယနေ့အခါကျင့်စေရာတေချာယနေ့ပြီးအောင်ဖြီမနှက်ဖြံကာရောက်ချိန်မှာတေမာရှင်မှာဗာမတိအရှင်ထံပြင်ရှင်သေးမင်းအားရချင်းတာငါအားဗာမရှိအတ္တမမြဲတေချင်းမြဲငါလည်းဤကံတေရမည် ငါအသက်မှာသေးခြင်းသာမှန်စွာ အဆုံးရှိကြသည်ဇီဝိမကင်းတတ်ရှိခြင်းတည်တွင်း၌သာဆုံးနေမည်ကြည်တော်ရှင်ဒီပိဒကရောဆေတော်ကြီးနေတိုင်းစင်ခြင်းတည်ဖို့ပြင်ဆိုတဲ့တရားလင်္ကာဓမ္မကလျာများကို နာယူမှတ်သားပွားများပြီးတော့ကိုယ်ဒီကိုယ်ငါသတိပညာဖြင့်ကျင့်သုံးအားထုတ်နိုင်ကြပါစေ။